အရှင်ဖရာဒီခေတ်ကြီးထဲမှာယဟန်တာဆိုတာရှိနိုင်ပါသလားယဟန်ခံကြတဲ့သူတွေပေါ်များပေမဲ့ယဟန်တာဖြစ်ဖို့မလွယ်ဘူးလို့တပည့်တော်ယူဆပါတယ်အမားပါရင်ခွင့်လွတ်ပါအရှင်ဖရာတဲ့ယဟန်တာဆိုတာကသင်္ကန်းဝတ်ထားတဲ့ပုံကိုတစ်မျိုးတည်းကိုပြောတာမဟုတ်ပါဘူးနော်လူဝတ်ကြောင်ပုံကိုပဲဖြစ်စီသင်္ကန်းဝတ်ထားတဲ့ပုံကိုပဲဖြစ်စီကိလေသာအပိတိုင်ကုန်ခန်းသွားပြီဆိုရင်ယဟန်တာပဲဖြစ်ပါတယ် ဒီခေကြီးထဲမှာယဟန္တာရှိနေနိုင်သေးသလားဆိုတော့မြတ်စွာဘုရားကငါဘုရားဟောကြားထားတဲ့မဂ်ကင်၈ပါးအကျင့်မြတ်တရားရှိနေသေးတဲ့၍ထိုမဂ်ကင်၈ပါးအကျင့်မြတ်တရားကိုကျင့်သုံးလိုက်နာတဲ့သူတွေရှိနေသေးတဲ့၍ယဟန္တာမစိတ်သုံးဘူးလို့ဟောကြားထားပါတယ်ဒီကနေ့ခေတ်မှာမြတ်စွာဘုရားဟောကြားထားတဲ့မဂ်ကင်၈ပါးအကျင့်မြတ်တရားတွေလည်းရှိနေသေးတယ်လို့ထိုမဂ်ကင်၈ပါးအကျင့်မြတ်တရားကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေလည်းရှိနေသေးတဲ့အတွက်ကြောင့်ယဟန္တာဆိုတာ ရှိနေနိုင်ပါသေးတယ်နော် သို့တော်လည်းပဲယဟန္တာသူတော်ကောင်းတွေကသူတို့ယဟန္တာဖြစ်တယ်ဆိုတာကိုထုတ်ဖော်၍ပြောကြားခြင်းမရှိတဲ့အတွက်ကြောင့်ယဟန္တာရှိမှန်းကိုမသိကြတာဖြစ်ပါလေ။နားလည်ပါစေနော်။